မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကြောက်လဲဘင်းရွာအနီးမန္တလေးမိုးကုတ်ကားလမ်းပေါ်ကစစ်ကောင်စီအုပ်စုရဲ့ခြေလှယ်တပ်ရင်းခလာရတင်လေးရှိကိုအပိသက်သိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ9ရက်နေ့ညနေ9:00အချိန်မှာ TNL နဲ့မိုးကုတ်ဗျူဟာအပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တလေးရှိချင်းလင်းတက်ဆခန်းကိုပိုက်ခိုက်သိမ့်ပိုင်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုပိန်းစီရရှိခဲ့တယ်လို့မိုးကုတ်ဗျူဟာကဖော်ပြထားပါတယ်။ခလိုက်ရတလေးရှိဟာမိုးကုတ်မြို့နယ်ပုံစံ9မိုင်အကွာမန္တလေးမိုးကုတ်လမ်းပေါ်မှာရှိပြီးတော့မိုးကုတ်မြို့သိမ့်တက်ပွဲကာလအတွင်းမှာမိုးကုတ်မြို့ကမြို့ကန်ပြည်သူတွေကိုစားနပ်ရိက္ခာပြက်လက်စေဖို့အတွက်ပိန်းဆုပ်ခဲ့တဲ့တည်ရင်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ခလိုက်ရတလေးရှိကိုတောင်းတက်ပြီးတော့ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ့်ယူပြီးတဲ့နောက်စစ်ကောင်စီအုပ်စုကအဲ့ဒီဒေသတော်ဝိုက်ကကြေးပါတွေကိုနေ့စဉ်ရက်ဆက်လေကြောင်းကနေပြီးတော့ဘုံကျဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်တင်လေးရှစ်ကတော့ပြီးသွားပြီလို့ဒေသခံစီရေးသတင်းရင်းမြစ်တို့ကပြောပါတယ်စစ်ကောင်စီအုပ်စုဟာခလိုက်ရတင်လေးရှစ်အပါဝင်တပိတ်ချင်းမြို့နယ်တောင်ဘက်ပိုင်းရွှေတော်ဒေသတွေဖြစ်တဲ့လိတ်ကျဝက်သေးဖတ်ရှိကွင်း30ရွာကွင်း29ရွာရေထွက်လက်ပံပြက်ကမ်းမနီမြင်းဒီတောင်ရေငတ်ပင်စတဲ့ခြေရွာတွေကိုလည်း ်ဩဂတ်လ6ရက်နေ့ကစတင်ပြီးတော့အပြင်းထန်လေကြောင်းကနေဘုံကျဲနေပြီးတော့ကြေးရွာတွေကိုပါဘုံကျဲတပ်ဖြတ်ခဲ့လို့ဒေသခံအရဲသားပြည်သူတွေထိခိုက်ဒေဆုံးကိုရှိပြီးတော့ထွက်ပြေးနေရတယ်လို့တပိတ်ချင်းဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုဟာခလာရတယ်လေးရှင်းနဲ့ဆယ်မိုင်ခန့်အကွာဖော်တော်လမ်းဆောင်မှာလဲအစစ်အစစ်တွေတင်းကျပ်နေပြီးတော့အရဲသားပြည်သူတွေကိုလည်း PDF တွေအဖြစ်နဲ့ဆွဆွဲဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်ဒါ့အပြင်တပိတ်ချင်းမြို့အနီးခွနမိုင်ကြေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီအုပ်စုကလည်းအစစ်အစစ်တွေတင်းကျပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအရှိချမ်းညောင်လေးပင်မြို့နယ်ရေပြူကန်ချေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းကိုကရရန်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်ကစစ်ကြောင်းမှုအပါအဝင်ပေဆုံးထိခိုက်မှုများရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ6ရက်နေ့မှာရေပြူကန်ရွာမှာရှိတဲ့စစ်ကောင်စီတပ်ကို KNL တပ်ရင်းကို drone တပ်ဖွဲ့ပဲခူးခဲအန် PDF တပ်ရင်း3ခု3ညနှစ် drone တပ်ဖွဲ့ PDF တပ်ရင်းတောကြီးကန် drone တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမှုခမရ3လေးကိုဒုရင်မှု ယာယီတိုက်ရဲမှုနဲ့တတ်ခွဲမှုတို့တိုက်ဆုံးခဲ့ပြီးတော့တပ်သား၃ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ညောင်လေးပင်မြို့နယ်ရေပြူကန်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာအဲ့ဒီဒေသမှာရှိတဲ့ပြည်သူများကိုပေါ်တာဆွဲခြင်းတစားကန်အဖြစ်နဲ့ဖမ်းဆီးချုပ်နှောင်ခြင်းနဲ့ပြည်သူလူထုရဲ့လွတ်လပ်စွာသွာလာနေထိုင်ခွင့်ကိုနှောက်ယှက်ခြင်းတို့ကိုပြုလုပ်လျက်ရှိတဲ့တပ်များဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ရေပြူကန်ကြီးရွာမှာတပ်ဆွဲထားတဲ့အဲ့ဒီစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ drone ပစ်ခတ်မှုများကြောင့်ဇော်လာနဲ့ဇော်လိုက်လအတွင်းမှာအပြစ်မဲ့တဲ့ပြည်သူခုနှစ်ဦးတိုက်ဆုံခဲ့ရကြောင်းလည်းထုတ်ပြန်ထားပါတယ်။ KNU အနေနဲ့ တမဟာ1တမဟာ3နဲ့တမဟာ5ပူးပေါင်းပြီးတော့စစ်တောင်းမြေဝန်ဒေတာမှာတိုက်ပွဲဖော်ဆောင်မယ်လို့တရင်ရရှိကြောင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအခုဩဂတ်လပထမပတ်မှာပြောကြားထားရမှာ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုစောတော်နီကတမဟာ3ခုသာကွက်ပြီးတော့စည်ရေးဖော်ဆောင်မှာမဟုတ်ပဲ KNU မှာရှိနေတယ်တမဟာ9ခုစလုံးကစစ်အာဏာရှင်စနစ်အပီးတိုင်ခြုံငင်းကြီးအတွက်တိုက်ဖြတ်သွားမယ်လို့အတိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆလာပြီးတင်ဆက်ပေးရမယ်တရင်ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကဝင်ရောက်စီးနင်းလိုက်တဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ဖျောင်းတောင်ရွှေတွင်းဟာအာနာသိန်းစစ်ကောင်စီကခန့်အပ်ထားတဲ့မန္တလေးတိုင်းဝင်ကြီးချုပ်ဟောင်းဦးမောင်ကိုပိုင်ဆိုင်တဲ့ အကြီးစားရွှေတူးဖော်ရေးလုပ်ငန်းကြီးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကဩဂတ်စ်လ6ရက်နေ့မှာဝင်ရောက်စီးနှင်လိုက်တဲ့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာရှိတဲ့ဧကထောင်ချီပြီးတော့ကျယ်ဝန်းတဲ့ဖျောင်းတောင်ရွှေတွင်းဟာအာနာသိန်းစစ်ကောင်စီကခန့်အပ်ထားတဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဟာဥမောင်ကိုပိုင်ဆိုင်တဲ့အကြီးစားရွှေတူးဖော်ရေးလုပ်ငန်းကြီးဖြစ်တယ်လို့သိရပါတယ်။မန္တလေးမြို့ရဲ့အရှိမြောက်ဘက်14မိုင်အကွာမှာတည်ရှိတဲ့အဲ့ဒီရွှေတွင်းကိုစစ်ကောင်စီလက်အောက်ခံအမှတ်နဲ့တပ်တူတွင် လုပ်ငန်းနဲ့ဥမောင်ကိုပိုင်တဲ့မြန်မာ Golden Point Family က ံမဏီတို့ကအချိုးသူပူပေါင်းလောက်ကင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရွှေတွင်းကြီးဟာဧက9400ကျဲဝန်းပြီးတော့ရွှေနဲ့တက်တူရောရာစုစုပေါင်းခန့်မှန်းကြီးတက်တူတန်းကြီးတန်4800ထွက်နိုင်တယ်လို့သိရှိရပါတယ်။ပသိမ်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်းများကိုဝင်ရောက်သိမ်းပိုက်နေတဲ့မန္တလေး PDF အဖွဲ့များကပြီးခဲ့တဲ့ဇွန်လလေကလည်းအဲ့ဒီမြို့မှာပဲတီထားတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်တဲ့ Alpha B လက်မြေစက်ရုံကိုလည်းဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗါးလက်ရှိမှာအဲ့ဒီစက်ရုံမှာ PDF အဖွဲ့ဝင်များဆက်လက်တတ်ဆွဲထားတယ်လို့သိရပါဗါးရွှေတွင်းရဲ့အနီးတဝိုက်မှာအင်အား30ဝန်းကျင်နဲ့တတ်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့များကဝင်ရောက်တိုက်ခတ်ပြီးတဲ့နောက်စစ်ကောင်စီတပ်သားများဟာထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့၎င်းတို့ကရွှေတွင်းကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖျောင်းတောင်ရွှေတွင်းစီမံကိန်းအခြေအနေကိုသိရှိသူအမျိုးသားတို့ကပြောပြထားပါဗယ်မန္တလေး PDF ကမြေပြင်ကနေပြီးတော့ထိမ့်ချုပ်မောင်းနေရတဲ့ဝင်းဟင်ပြန် drone နဲ့ပောက်ကွဲစေတဲ့ဘုံဒီချပြီးတော့ရွှေတွင်းအနီးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်ဖြစ်စဉ်မှာစစ်ကောင်စီတပ်သားတချို့အပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စခန်းကိုစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့အဲ့ဒီအမျိုးသားကပြောဆိုထားပါဗယ်စစ်ကောင်စီတပ်ကစက်ယုံနှဲမှာတော့မဆောင်ဘူးပေါ့အဲ့ဒီတောင်ဆောင်မှာရန်တွေတူလောင်ထားတဲ့အဆောက်အုံတွေရှိတယ်ပေါ့ ရမ်းတိုက်ပေါ့ဘိုးလေးအရာရှိငယ်ဥဆောင်ပြီးတော့အဲ့ဒီကိုအဆောက်လာထားတာရှိတယ်တက်စိတ်တစိတ်ပေါ့အခုတော့မရှိတော့ဘူးလို့ပြောဆိုခဲ့ပါဗျာအဲ့ဒီတိုက်ခိုက်မှုအပြီးမှာဩဂတ်စ်လ6ရက်နေ့ညမှာဖျောင်းတောင်ရွာကိုစစ်ကောင်စီ၄တပ်ကလေတောင်းကနေပြီးတော့တိုက်ခိုက်ရာပြည်သူ9ဦးတေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့မန္တလေး PDF ကဩဂတ်စ်လ9ရက်နေ့မှာသတင်းထုတ်ပြန်ထားပါဗျာလေတပ်ကဘုံကျဲတိုက်ခိုက်ခြင်းအပြင်ပသိမ်ကြီးမြို့နယ်ထီတော်မိုးကျေးရွာမှာအထိုင်ချထားတဲ့စခန်းကလည်းဖျောင်းတောင်ဒေသတော်ဝိုက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျာ ရွှေတွင်းကိုစီးနင်းထားမှုနဲ့ပတ်သက်ပြီးတော့မန္တလေး PDF ကသတင်းထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါဗျ။အဲ့ဒီရွှေလုတ်ကွက်အတွင်းမှာဝန်ထမ်းနဲ့မိသားစုဝင်ပေါင်း300ဝန်းကျင်ရှိတဲ့တဲကရွှေတူးဖော်လုပ်ငန်းခွင်အတွင်းမှာလူတရာကျော်ဟာဆက်လက်ကြန့်ရှိနေဆဲဖြစ်ပြီးတော့၎င်းတို့ကအဲ့ဒီနေရာမှာပြိမ့်နေပြီးထွက်ခွာခွင့်ရရှိရန်စူးစမ်းနေတယ်လို့အမည်မဖော်လို့တဲ့မြန်မာ Golden Point Family Company ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ကျွန်တော်တို့နည်းနည်းချင်းတော့ကဲထုတ်နေပါတယ်ခင်ဗျ။ကျွန်တော်တို့သိရတဲ့လောက်ကတော့တိုက်ပွဲတွေကပြဿနာတက်ပြီးကြတဲ့ကပြီးသွားတာပါ။ထွေထွေထူးထူးတော့ ထိတွေ့မှုတွေဖြစ်တယ်လို့တော့ထပ်မကြားမိဘူးဘာဖြစ်လို့လဲဆိုတော့ဖုန်းလိုင်းတွေကလည်းပြတ်နေတယ်လို့၎င်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီကကချင်ပြည်နယ်မှာဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားတဲ့ကာလမှာဝိုင်းမော်မျိုးအနီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကအယောက်20ထဲမှနေတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝိုင်းမော်မျိုးခတ်ချိုရွာအနီးမှာဩဂတ်လ3ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မိုးရေရွာနေတဲ့အချိန်စစ်ကောင်စီဘက်ကတက်လာတာကို PDF တွေကစောင့်ပြီးတော့တွေ့တာအယောက်20လောက်တေးတယ်အလောင်းတွေပါထားခဲ့ရတာလို့ဒေသခံတွေကပြောဆိုခဲ့ပါရယ်။စစ်ကောင်စီကကချင်ပြည်နယ်မှာ ဇူလိုင်လ22ရက်နေ့ကစပြီးတော့ဖုန်းလိုင်းများအားလုံးကိုဖြတ်တောက်ထားခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ9ရက်နေ့မနက်ပိုင်းမှာတော့မြို့နယ်တချို့မှာ MPD ဖုန်းလိုင်းတွေပြန်ရခဲ့တယ်လို့သိရပါတယ်။အကြီးပိုင်းနှစ်ကောင်စလုံးမပါခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုလာသွားတယ်လို့ကြားတယ်။ဖုန်းလိုင်းတွေဖြတ်ပြီးတော့ဘာတွေလုပ်နေလဲတော့မသိဘူး။လက်နက်ကြီးတွေကတော့နေတိုင်းလို့လို့ပဲပြစ်နေခဲ့တယ်လို့မြကြီးနားမြို့ကန်တို့ကပြောပါတယ်။ဖုန်းလိုင်းများပြတ်တောက်နေစဉ်ကာလအတွင်းမှာ ဝိုင်းမော်မြို့အားကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များကတိမ့်ပိုက်လိုက်တယ်ဆိုတဲ့သတင်းအမှားများလည်းထွက်ပေါ်ခဲ့သေးတယ်လို့သိရပါဗျ။ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့များဟာဩဂတ်လတရက်ကနေစတင်ပြီးတော့ကချင်ပြည်နယ်အတွင်းမှာထိုးစစ်များပြန်လည်စတင်ခဲ့ပြီးတော့မြစ်ကြီးနားဗမော်မြို့အနီးကစစ်ကောင်စီစခန်းတချို့ကိုတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်စီမီးကုန်မြို့အဝင်မှာရှိတဲ့စစ်ကောင်စီရဲ့ဂိတ်ကို PDF များကပိတ်ခတ်တိုက်ခတ်ရာထိခိုက်ဒေဆုံးမှုရှိပြီးတော့တနက်တလက်တိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့မနက်ကစီမီးကုန်မြို့အဝင်စစ်စေးရေးဂိတ်ကိုပိတ်ခတ်တိုက်ခတ်ရာဂိတ်မှာရှိတဲ့စစ်သား3ဦးရဲတအုပ်ရှိတဲ့တဲက3ဦးတိမ့်ဆုံးသွားကြောင်းရွှေချိုးပြူပြည်သူ့ကာကွယ်တပ်ဖွဲ့မြင်းကြံရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်။ဖောကနဲ့ပုံပြီးလိုက်လာပြီးတော့အနားရောက်မှထပြီးတော့ပိတ်တာလို့ရဲဘော်တအုပ်ကပြောပါတယ်။ဒါ့အပြင်အနီးမှာရှိတဲ့စားတဲ င်ကျောင်းအတွင်းကစစ်သားကပြန်လည်ပြစ်ခတ်တဲ့ဂျားကနေပြီးတော့တနက်တလက်ကိုကောက်ယူကပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်စင်ရေးရဲဘော်များကပြန်လည်ပြောပြခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေချိုးပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းညာနဲ့ Aung San Black Civilian Defense Force ABCDF မဟာမိတ်ညီနောင်တပ်ဖွဲ့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ဂလက်တဲရွာမှာစစ်သားတွေစုဆောင်းပေးနေတဲ့အုပ်ချုပ်ရေးမှူးလှမြင့်ဦးကိုပြစ်ခတ်တိုက်ခိုက်ရာပေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ၈ရက်နေ့ည10:00နာရီကမှညောင်ဦးမြို့နယ်ဂလက်တဲကြီးရွာမှာအချမ်းဘတ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလှမြင့်ဦးခေါ်ပါကျဲကိုနေအိမ်အတွင်းကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးသွားခဲ့ပြီးတော့လက်လုံ point 22တက်နဲ့တလက်ကြီးစား9000နဲ့လက်ပြုံနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါတယ်။သူ့အိမ်နဲ့အထိကိုဝင်ပြီးတော့ရှင်းခဲ့တာပါ။သူကအချမ်းဘတ်စစ်ကောင်စီအလို့ကြောင့်ကြီး ေးရွာနေပြည်သူတွေအပေါ်ကိုနီလန်းအမျိုးမျိုးနဲ့နှိပ်စက်တယ်အတင်းအဓမ္မငွေကြေးတွေကောက်တယ်ကြေးရွာနေလူငယ်တွေကိုလည်းအတင်းအဓမ္မခေါ်ပြီးတော့စစ်ထဲကိုသွင်းနေလို့ဝင်ရောက်ပြစ်ခတ်ရှင်းလင်းလိုက်ရတာပါလို့ပကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းပြစ်ခတ်တိုက်ခိုက်မှုကိုပကံပြည်ဘလူးတက်နဲ့ငတယောက် PDF တပ်ဖွဲ့တို့ကပူးပေါင်းကရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအနေနဲ့တာဝန်ကနေအမြန်ဆုံးနှုတ်ထွက်ပြီးတော့ပြည်သူလူထုနဲ့အတူရက်တီပူးပေါင်းပေးကြပါရန် ပကံပြည်ဘလူးတက်ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မြို့ဟောင်းကြီးရွာမှာအချမ်းဘတ်စစ်ကောင်စီနဲ့တော်လိုင်းအဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့အချမ်းဘတ်စစ်ကောင်စီဘက်က6ဦးသေဆုံးကအများပြဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ10ရက်နေ့ညနေ3နာရီကနေပြီးတော့ည9နာရီခွဲအချိန်ခန့်အထိကိုရေးမြို့နယ်မော့ကနေကြီးရွာအခြေကျအချမ်းဘတ်စစ်ကောင်စီတပ်ရဲ့ခလာရ106နဲ့ခမာရ988ပူးပေါင်းအင်အားဖြည့်ထားတဲ့ အင်အား190ခန်းတို့ဟာမြို့ခေါင်းကြီးရွာကိုဝင်ရောက်စစ်ကြောင်းထုတ်လာတဲ့အတွက်တော်လိုင်းအဖွဲ့များနဲ့ရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကစစ်ကြောင်းထုတ်လာတဲ့အတွက်ကျွန်တော်တို့ဘက်ကပြစ်တဲ့အနေထားပါလို့မွန်ပြည်သက်ပါတီ AD ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်ပညာမောင်ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမွန်ပြည်သက်ပါတီ AD YPDF ပူပေါင်းတပ်ဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ပွဲအတွင်းမှာတော်လိုင်းပူပေါင်းတပ်ဖွဲ့က YPDF ရဲဘော်တို့ကြာဆုံးသွားခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဩဂတ်လ9ရက်နေ့မနက်9:00နာရီခွဲကမှာမြို့ ဟောင်းကြီးရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်အတွင်းမှာစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်ဆက်ကောင်စီတပ်ကရွာတိတ်ကုန်းရွာနဲ့ရွာမရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီးတော့နေအိမ်60ကျော်မီးလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ25ရက်နေ့ကစပြီးတော့စစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်ဆက်ကောင်စီတပ်ကကြေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းပြီးတော့မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်ဩဂတ်လ10ရက်နေ့မှာ အဲ့ဒီအချက်ပဲစစ်ကောင်စီစစ်ကြောင်းဟာရွာတေကုန်းရွာနဲ့ရွာမရွာကိုထပ်မံဝေရောက်ပြီးတော့စီးနင်းပြီးပြည်သူပိုင်နေအိမ်အလုံး60ကျော်ကိုမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတွေကဇွန်လ25ရက်နေ့ကလေးကစပြီးတော့စစ်ကြောင်းထုတ်နေတာအခုထိအဲ့ဒီစစ်ခွေးတွေကရွာမရွာဆဲပေါင်းမှာနေရာယူထားတော့မယ်အင်အားတရာလောက်ရှိတယ်ရွာတွေကိုဇက်တိုက်စီးနင်းပြီးတော့မိရှုဖျက်ဆီးနေတာ ရွာတေကုန်းရွာနဲ့ရွာမရွာက နေအိမ်60ကျော်စစ်ခွေးတွေမီးရှို့လို့မီးလောင်ပျက်စီးသွားတယ်လို့ကမ်းဘလူတိုက်နယ်ပကဖလှုပ်ရှားရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမီးရှို့ဖျက်ဆီးမှုကြောင့်တရက်ကောင်းရွာက နေအိမ်85လုံးရှမ်းတက်ရွာက နေအိမ်135လုံးမဲသည်ရွာက နေအိမ်65လုံးတပြေတာရွာက နေအိမ်45လုံးဘိုးကုန်းရွာကနေအိမ်64လုံး ေလေရွာက နေအိမ်60လုံးစူးမုတ်ကုန်းရွာကနေအိမ်10လုံးနဲ့ညောင်စင်ကြီးရွာကနေအိမ်40လုံးတို့မိလောင်ပြက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ